ပုဂ္ဂိုလ်လူသတ္တဝါကြိုက်ကျင့်ကြိုက်ငါမကြိုက်တဲ့တရားကိုဘာခေါ်ကြမလဲနတ္တတရားဟုတ်ဒီနေ့ဆရာဝန်ကြီးဒီဝေနာကမ္မထံကိုနတ္တပြန်အောင်ငနာသုံးပါးနဲ့ရွေးချယ်ပြီးကြတာဟောလာတယ်ဆိုတဲ့ဥစ္စာမှတ်ရမှာဥပါဒ်မှန်ပါဗျာဓမ္မဟုတ်ဘူးနော်မဟုတ်ဘူးအနတ္တဖြစ်ခြင်းလို့ရှင်ဒီသုံးပါးနဲ့တော့ဘာလဲမှန်ပါ ဒီဝေမာလေးတစ်ခုပေါ်လာဘာပေါ်ပေါ်မှန်တဲ့ပုဂ္ဂိုလ်လေတန်းပေါ်လာတာလားမဟုတ်ဘူးသတ္တဝါကြိုက်တန်းပေါ်လာတာလားမဟုတ်ပါဘူးပုဂ္ဂိုလ်ကောင်ကြိုက်တန်းပေါ်လာတာလားမဟုတ်ပါဘူးဒါဖြင့်ဓမ္မသဘောတန်းပေါ်လာတာမှန်ပါပါဆံသနဲ့ဆိုမှန်ပါပါအနတ္တပဲဆိုတော့အင်္ဂါသုံးပါးနဲ့ဆက်ရှင်းလိုက်လို့ရှင်းရှင်းခန္ဓာရမဝေနာသုံးပါးလက်ပေါ်ပါတယ်ပေါ်တိုင်းပေါ်တိုင်းဟာဘာရဲ့လို့စဉ်းစားမနေသေးနဲ့ အနာကုမနဲ့မညီတော့ကြောင့်အအနတ္တဓမ္မသက်သက်သာပေါ်လာတယ်လို့ဥပဒ်သုံးပြည့်ချက်ဆက်ရှိတဲ့ကမှာအံသဘောပါတယ်တရားလို့မှတ်လိုက်ချင်ပါနော်ရှိတဲ့ကမှာအံသဘောပါတယ်ဖြစ်လိုက်ဝိညာဉ်လေးခုပေါ်လာတယ်ဆိုတော့ရှိနေတဲ့ပုဂ္ဂိုလ်ကြီးအလိုလားဟာဝိညာဉ်လေးဖြစ်သေးလိုက်ရှိနေတဲ့ပုဂ္ဂိုလ်ကြီးအလိုနဲ့အလိုလား သူ့လိုတိုင်းခေါ်လာတယ်လားကြည့်လိုက်။ဘယ်နဲ့ဆိုကြ။ဟုတ်ဘူး။သူ့လိုတိုင်းမဟုတ်ဘူး။ဘုဂဝေလိုတိုင်းမဟုတ်ဘူး။အဲဒါကတ္တဝါရိအများအကြိုက်လားလို့ကြည့်တာနော်။ဟုတ်ပါဘူး။ဒါလည်းမဟုတ်ဘူး။သူ့တော်ကသူ့ဟာသူခေါ်လာတာပဲ။မှန်ပါဘူး။သူ့ရှင်းသာသနာရှိနေတယ်ကိုကိုက်ကြတာ။မကိုက်လို့ရှင်။ဤသုံးပါးနဲ့ဆက်ဆဲလို့ရှင်။ခေါ်လာတယ်ဓမ္မဟာ။နတ်တက်ဖြစ်ရတာ။သဘောပါကြရလား။ ုဂ္ဂိုလ်တို့တတ္တဝါချင်းချင်းပြေနေမကြိုက်တဲ့တရားပါခေါ်မယ်ဒီကြမောင်ပါတဲ့ပုဂ္ဂိုလ်တို့တတ္တဝါချင်းချင်းပြေနေမကြိုက်တဲ့တရားပါခေါ်မယ်ဒီကြကြိုက်အကြရရမလို့မြတ်ဘုရားကဆိုကြပါလားပုဂ္ဂိုလ်လို့သာသနာ့ရှင်ရဲ့တရားကိုကြားပါလားအဲဓမ္မရေတစ်ခုပေါ်တယ်ရာရာပေါ်လာပေါ်လာနာပေါ်လာပေါ်လာရာအယံနာလေးကြားရမှဖြစ်တဲ့ဥပ္ပခါပဲပေါ်လာပေါ်လာ ဘောဇင်းမှာပေါ်လာဒီသုံးမျိုးနဲ့ဖြစ်ဖြစ်မှန်ပါဟုတ်ပလားဒီသုံးမျိုးနဲ့ဆက်ဆဲလိုက်တဲ့အခါကျတော့ရှင်ဒီသုံးမျိုးနဲ့တစ်ခုမှညီမှန်မဟုတ်ဘူးမှန်ပါဟုတ်ကဲ့လေလည်းမဟုတ်ဘူးဒီကမာရီကဘာတရားကျဲလဲမှန်ပါအဲကိုယ်ပြန်ပြောဝါဒနာနဲ့ကိုက်ကြတာမကဲ့ရဲ့ရှင်ပေါ်လာတဲ့ဓမ္မလေးဘယ်နဲ့ဆက်မှန်ပါအနတ္တာလို့ဆိုတော့ဩဘယ်တော့မှဆိုင်ရင်းများမှာတော့စဉ်းစားကြည့်ပါလား ဆင်းရဲတဲ့ညောင်းတာတော့ညောင်းတဲ့ဒုက္ခဝေဒနာလေးဟာလေပုဂ္ဂိုလ်လိုရောဟုတ်သေးရဲ့လားတတ္တဝါကြိုက်ဘယ်ကျင်းကြိုက်နေတော့ကြိုက်ကြလားမကြိုက်တော့ညောင်းတဲ့ဝေဒနာလေးပါဆုံးနတ်တာသက်ကိုဝန်းနေတာဟုတ်လားဝန်းနေတာလေဝန်းနေတဲ့ဇမကဝေဒနာလေးပေါ်လာတယ်ဝန်းနေမှာပုဂ္ဂိုလ်လိုတိုင်းပေါ်လာတာလားဟုတ်ပါဘူး တ္တဝါကြိုက်တာဟုတ်ပါဘူးအဲ့ဒါချင်းကြိုက်ကြံပေါ်လာတာဟုတ်ပါဘူးဟုတ်ပါဘူးတဲ့အယုံသွားရတာအယုံကသိစိတ်လိုက်ခြင်းနဲ့တည်းနဲ့ပေါ်လာတာဟုတ်ပါဘူးအဲ့ဒီကြောင့်တော့အနာကုန်းကနဲ့ဆက်ဆဲလိုက်လို့ရှိရင်ပေါ်လာတဲ့ဓမ္မပါခေါ်ကြအဲ့ဒါကြောင့်ဘာပေါ်ပေါ်ဒီသုံးပါးနဲ့ဆက်ဆဲလိုက်လို့ရှိရင်အနတ္တဆိုတာဓမ္မကပြောတာ ကျမ်းမလားအနတ္တဆိုတာဓမ္မကပြောတယ်ဆိုတော့ခန္ဓာကိုယ်တစ်ခုလုံးမှာဘာကိုဖြစ်သွားကြုံဆိုတော့မှာပုဂ္ဂိုလ်လည်းမရှိဘူးတ attva လည်းမရှိဘူးကိုယ်အကျင့်ကိုယ်အကျင့်နဲ့လိုက်တာလည်းတခုမှမရှိတော့ရောက်ခန္ဓာကိုယ်တစ်ခုလုံးကိုသတ္တဓမ္မအနတ္တသင်္ခါပေါ်ရှင်းရတယ်သဗ္ဗေဓမ္မအန္တရာယ ဘူးဘုရားဘုရားအင်းဘုရားမနတ်ဒီလိုလုံးသိနေတဲ့ခဏနာဝဟာဟောစစ်စိဘယ်ကဝင်သွားတပေဓမ္မအဲ့ဒီစကားတကယ်လုံးအရှင်းနေတဲ့ရုပ်ဘက်ကကြီးကြီးဝေနာဘက်ကကြီးကြီးပညာဘက်ကကြီးကြီးစေနာဘက်ကကြီးကြီးတဏှာခန္ဓာဘက်ကကြီးကြီးပေါ့ဗျာဝိညာဉ်ခန္ဓာဘက်ကကြီးကြီးကြီးပြန်တာကြီး ။ခန္ဓာရောမှာပြန်ပုဂ္ဂိုလ်လိုတစ်ခုမှမပါဘူး။သတ္တဝါကျင်းနေတစ်ခုမှမလိုက်ဘူး။လက်ခဲလား။ကိုကျင့်ကြရတဲ့ပေါ်လာတယ်ဟုတ်ကဲ့လား။အဲဒါကြောင့်ဒီသုံးချက်နဲ့စစ်ဆေးချက်ပုဂ္ဂိုလ်လိုသတ္တဝါကျင်းကြရင်မကြိုက်တာရှိရှိ။မကြိုက်ကြရင်ရှိသားကြအနာရံဘောဓိဘာဆိုကြဆောင်းလေးအဲ့ဒါနေမကောင်းတာခမရပုဂ္ဂိုလ်လိုတဲ့ဟုတ်ကြလားခမရအကျိုက်ကောခမရအကျင့်ကျင်းနေတော့ဖိုက်တယ် ်ဘူး။ဒါကြောင့်ဘာဖြစ်နေတာ။မတ္တဘုရားဘယ်နာဟော။အဲမင်းတို့ကဘာလုပ်နေနေကွတကူလုံးကအနတ္တမင်းတို့အလိုမင်းတို့အကျိတ်မင်းတို့လိုကျိတ်နေတော့ဘုရားမတိုင်မှာမဟုတ်ဘူး။ဆိုပြီးကြတာခန္ဓာကပြောနေ။သိရမလား။ခန္ဓာကပြောတဲ့အခါကျတော့ဩဒါကကျောင်းဘုန်းကြီးဟောနေတာဘုဒ္ဓေလိုတတ္တဝါကျင့်ကြိုင်တာမကြိုက်တဲ့အနတ္တကိုဟောနေတာကိုယနေ့တရား ရှင်းမလားကောင်းပြီတဲ့ဒီနေ့ငါ့ကြကိုခေါ်လိုက်မယ်ဒါကသူပေါ်လာတဲ့ဓမ္မလေးငါတို့မြင်တယ်ဖြစ်သေးမှန်ပါပါရှင်းမလားရှင်းပါဘူးသူပေါ်လာတဲ့ဓမ္မလေးကိုတဲ့ကဲသမီးနဲ့တန်းနဲ့ဝေဘန်ပြီးကြလားဘုရားဟောတယ်ပြည့်ရှိသေးတယ်သမီးနဲ့တန်းနဲ့ဝေဘန်တော့ဘယ်လိုဝေဘန်ပါလဲမလို့ဆိုတော့ဝိညာဉ်ရောက် ဒုတိယကွာမှာတရားဓမ္မလို့ခြေတာဝိညာဉ်ကြောင့်ပါဖြစ်တယ်။ဒါဖြင့်ဝိညာဉ်ကြောင့်ရဲ့နိုင်ထောဝိညာဉ်ဖြစ်ရဲ့ဩဒါနဲ့ကြည့်ရကြံတော့လေအကြောင်းချုပ်အကြောင်းဖြစ်လို့အကျိုးဖြစ်တယ်။အကြောင်းချုပ်လို့အာဒီနတ်တယ်တမျိုးအကြောင်းဖြစ်တော့ရောက် အကြောင်းချုပ်တော့ရအာဒါဖြင့်ဒီနတ္တကတော့ဖြင့်အကြောင်းနတ္တမို့ဇောနတ္တပါလားဆိုတော့ခေါင်းငါလည်းတမျိုးနတ္တရင်းတော့တူတူပါပဲအနတ္တရင်းတော့တူတူပါပဲနော်အကြောင်းအနတ္တမို့ပါဘုရားကလည်းမင်းကြီးပြင်ထားတာဟုတ်ကဲ့အဲဒီကလည်းနတ်တာနော်ဒီကပြင်နေတဲ့နာယုကရဲ့ဘုရားဓမ္မတို့ အနတ္တဝင်ကြတာတဝိညာဉ်ကကမင်းတွေတဲ့အတိုင်းပေါ်လာတာမဟုတ်ဘူးဟုတ်ပါဘူးဒါကဝိညာဉ်ကပြလိုက်တဲ့နာယုတ်ကလည်းတဲ့မင်းတွေနဲ့ပါဆိုင်တယ်အဲ့ဒါပဲအဲ့ဒါဝိညာဉ်နတ္တမို့နာယုတ်အဲဝိညာဉ်ကသိရင်နာယုတ်ကဆက်လိုက်ဝိညာဉ်ကသိရင်နာယုတ်သတ္တရူရကြောင့်ဖြစ်လေခြင်းဝေနာရူရကြောင့်ဖြစ်ဘူးဖြစ်မှာပါအဲနာမရှိကြနဲ့ဒီကြရမှာ ငါဆုတ်လို့ရတယ်ရဲ့ငါဖြစ်စီခြင်းလို့ဖြစ်တာလို့လာနိုင်ရဲ့မလာနိုင်တော့ကြောင့်ဩအကြောင်းကဖြစ်စီလို့အကျိုးဖြစ်တာပဲအကြောင်းဆုတ်လို့ဆုတ်ဆုတ်တာပဲဆိုတော့အကြောင်းကျိုးပြတာရှိတယ်အနတ္တအကြောင်းနတ္တကိုအကျိုးနတ္တဆိုတာပဲရှိတယ်ဆိုတာညာကနေဝေဝန်လိုက်ကြတော့ဒီကောင်ကငါငါဥစ္စာဆိုတဲ့အတ္တနဲ့အတ္တမြတ်ဖြစ်သွားတယ်နတ္တညာပေါက် မပေါ့ဘူးလားအဲဒီလိုတက္ကညာနဲ့ဝေဖန်လိုက်တဲ့အခါကျတော့ယောမရိကံရတဲ့ဝေနာလေးပေါ်လာကြတယ်တခုခုနဲ့ရှိလို့ပဲဟမ်နာတဲ့ဝေနာလေးပေါ်လာကြတယ်ခန္ဓာဖတ်တဲ့ပြေဝေနာကိုငါဘာဖြစ်ပါလိမ့်မလို့လုံးနေပါနဲ့အတ္တရဲ့ဖြစ်ပေါ်တခုခုနဲ့ရှိလို့ဝေနာပေါ်ရခြင်းဖြစ်ပါလိမ့်ငါငါဘာဖြစ်ပါလိမ့်မလို့ ဘယ်မှာရရဒီစမ်းမချုပ်ပါနဲ့ဘာသာတခုခုမရှိဘဲနဲ့ဟုတ်လားသူလေးနဲ့တော့အမှန်ကုန်းငယ်ကြီးဆက်ရှိပြီးတွင်းနေတော့အိုးကျန်းလေးနဲ့တော့ဘာသာရှိတဲ့ဘာသာရင်ပေါ်လို့ကဝေဒနာပေါ်တယ်နမယံပေါ်ရမြင်လေးရအဲ့ဒါဘာသာကြည့်ရှာဘာသာနေရတာဝေဒနာနေရတာဆိုတော့ဩော်ဒါချင်း ဒီဓမ္မတွေမှာပြင်းတဲ့ငါဘာမဖြစ်နိုင်တဲ့အနတ္တဆောပြန်တာပဲမှန်ပါဘူးဒီကံမဖြစ်တိုင်းမှန်ပါဘူးဒါကြောင့်ဓမ္မတွေငါတယ်ငါဘာမဖြစ်နိုင်ဘူးဖြစ်နိုင်ရဲ့ဒုက္ခမဖြစ်နိုင်ဘူးတဲ့ဒီပြိဋ္ဌာန်မူကဒုတိယကောမှာဖာသာကြီးဆရာဝိရဏဆိုတော့ဟောကြားကြောင့်ဝိညာဉ်ဖြစ်ပါတယ်လို့ခင်ဗျားကဟောတယ် ဒေဝနာလေးကြောက်ရတာလူလူကြောက်တာလားလို့မေးတဲ့အခါကျဖတ်ကနေရတာဟောဖတ်ကချုပ်လို့ဝေဒနာချုပ်တာဒါဖြင့်ဒီစိတ်မှာအကြောင်းဖတ်တာဖြစ်လို့အကျိုးဝေဒနာဖြစ်တယ်အကြောင်းဖတ်တာချုပ်လို့ငါကိုဝန်ကမရဘူးငါဥစ္စာဆိုတော့ဝေးရောငါတောင်းဝန်ကမရပါဘူးဆိုတော့ပေါ်လာဆဲတာကဒိဏ္ဍတကက ုဂ္ဂိုလ်သတ္တဝါမရှိနိုင်တဲ့အနတ္တာမှမဖြစ်ရနော်ဥဂ္ဂဘကဝင်ဆိုးလို့ရတယ်ဘုရားဘုရားမဟုတ်ပါနဲ့ကြာသဘောပါဟုတ်ပါဒါရင်တဲ့ဥဂ္ဂဘတ္တဝါပုဂ္ဂိုလ်ရဲ့ဘတ္တဝါတိတ်ချင်းစိတ်ကိုမလိုက်တဲ့အနတ္တကခန္ဓာရှိပြီးတကယ်တော့ပုဂ္ဂိုလ်လည်းမဟုတ်ပါလားဘတ္တဝါချင်းမဟုတ်ပါလားသူချင်းချင်းနဲ့သေရတာလည်းမဟုတ်သေးတော့ ကိုယ်ကျင်တဲ့နိုင်ချိန်ကြီးကိုယ်ကျင်တဲ့နိုင်ချိန်ကြီးအနတ္တအဲ့ဒီနတ္တကတမျိုးနော်အခုဟောတဲ့နတ္တကတော့မဟုတ်ဘူးတဲ့ဘုဒ္ဓဘာသာကိုကြားမွန်နေအောင်ငါတို့ကနည်းနည်းမရှုံးနိုင်အောင်ကြားမဆုံးနိုင်အောင်ဘုဒ္ဓအဖြစ်လို့ဖြစ်နော်ဘုဒ္ဓဆုံးလို့ဒါပြန်ဘုဒ္ဓဘာသာနဲ့ကြားမွန်ရရှိသေးရှိပါဘုရားဓမ္မဘောတဲ့ အကြောင်းဓမ္မကဖြစ်စေလို့အကျိုးဓမ္မဖြစ်စေရတဲ့အကြောင်းဓမ္မထုတ်လို့ဓမ္မထုတ်တာပဲလို့ဆိုတော့နာမဝင်နံဟောထားတယ်အနတ္တသဘောကြအဲဒါဖြင့်ဘယ်တော့မှဒီအနတ္တသဘောကြတဲ့တဲ့တဲ့ခင်ဗျားတို့မှသက္ကရာရိရှိတဲ့ရှင်ဥစ္စေရာရိရှိတဲ့ရှင်မှန်ပါ ဒီနတ်တဘောကြရကြပါလေသစ္စာရည်ကြီးတဲ့ရှင်အမလေးမနဖက်ကံပါလာမောင်ချက်ရှင်သတ္တရာဒီအကြောင်းဖြစ်တော့ဟိုမကျိုးဖြစ်အကြောင်းပါသာဖြစ်တော့ဒီရေနာဖြစ်တယ်ဆိုတဲ့ရှင်တဲ့ဒီစင်ရကြည့်ပါလားတဲ့ အကြောင်းကားတဲ့ကျေကျေဝေဒနာဖြစ်ပါတယ်ဆိုတော့ဩသူတို့အကြောင်းကျဆက်နေကြတာကိုသိအကြောင်းဖြစ်ရင်ကျေဖြစ်တာပဲဆိုတော့ကျင့်ရင်အဖြစ်မြင်လို့ဖြင့်အုတ်ချေတာရှင်းသွားပြီရှင်းတယ်ဘူးလားရှင်းပါပြီအတကြောင်းဝေဒနာဖြစ်တာဖြစ်လို့ဝေဒနာဖြစ်ပါဒီကြတော့အကြောင်းကျပြတ်သေးရဲ့မပြတ်တော့ဘူးပြတ်တယ်လို့ယူတဲ့အုတ်ချေတာကြီးရှင်းသွားရှင်းတယ်ဘူးလားရှင်းပါပြီ ။ဒါကြောင့်ထုတ်သွားလို့ရှင်းရတယ်မောင်ဖြစ်ပါလေ။အကျိုးထုတ်သွားတဲ့တော်တော်ရှင်းရတယ်ခိုင်နေတဲ့သတ္တရရှင်းရတာ။ဟမ်ပါ။ခိုင်နေတာတွေရှင်းရတယ်ဖတ်တာလည်းခိုင်နေတယ်ဝေဒနာလည်းခိုင်နေတယ်လို့ဒီလိုယူဝါဒရှိသေးရဲ့အဲဗေဒိတိကျန်သွားအဲ့ဒါကျင်းဒီခုနောက်ပြောတဲ့အသေးပဲနဲ့ ်ခொနည်းကစပြီးပြောခဲ့တဲ့အိဗ္ဗေနှစ်ခုစလုံးကိုနားလဲရလို့ရှင်းရင်ချင်းသတ္တရနဲ့ဥစ္စေတာရှင်းသွားပြီဘောကြဘာသာရိရောကြောင့်ဖြစ်လို့ရှင်ဝေနာရိရောကျေရမဖြစ်ဘူးဖြစ်မှာပါအဲငါမသိကြနဲ့ဒီကြားထဲမှာငါသိလို့ရရဲ့ငါသိစေရင်လို့ဖြစ်တာလို့လာနိုင်ရဲ့မလာနိုင်တော့ကြောင့်ဩအကြောင်းကဖြစ်စေလို့အကျိုးဖြစ်တာပဲအကြောင်းချုပ်လို့ ်သိစိတ်တာပဲဆိုတော့အကြောင်းကျိုးပြတာရှိတယ်အနာကအကြောင်းနာတာကိုကျိုးနာတာဆိုတော့ရှိတယ်ဆိုတာဉာဏ်ကနေဝေဝံလိုက်ပြန်တော့ဒီကံကငါငါဥစ္စာဆိုတဲ့အတ္တနဲ့အတ္တမြတ်ပြုတ်သွားတယ်နတ်တဲ့ညာပေါက်ပေါက်ပြီလား